ဟိုလူတွေစက်သေးသေးနေတဲ့ပုံကိုယ်တွေကငါအဖေကိုမပြစ်မှားကြပါနဲ့လို့ဆိုရဲအတန်လဲကြားလိုက်ရောသူတို့စိတ်ထဲဟာဟာဒါတို့အမျိုးဆိုပါလားတို့တော့မှားကုန်ပြီလို့စိတ်ထဲမှာဒီလိုဖြစ်သွားတယ်အဲ့တော့သူတို့ရဲ့စော်ကားလိုတဲ့စိတ်ဓာတ်ပြော့ကျသွားပြော့ကျသွားပြီးတော့မေတ္တာစိတ်ဝင်လာလိုက်တာနဲ့တပြိုင်တည်းသူတို့လှုပ်လို့ရတာဒီလိုဖြစ်လာတာเนาะ ကိုယ်စိတ်ကြောင့်ကိုဖြစ်သွားတဲ့အနေအထားမျိုးတွေပေါ့ဒါမျိုးကဖြစ်တတ်တယ်တချို့ကြတော့လေဒေါသတွေတအားကြီးပြီသူများရိုက်ချင်တာနဲ့ကိုယ့်ဘက်ကိုပုံရဲနေသွားတဲ့လူတွေလည်းအများကြီးပဲနော်ကိုယ်ဒေါသကိုမထိနိုင်တဲ့အခါဖြစ်သွားတတ်တယ်အဲသူတို့လည်းပဲဒေါသတွေကြီးပြီးတော့အခုလို့မြတ်စွာဘုရားကိုပြင်မာကြပြင်မာဖို့ကြိုးစားတဲ့အချိန်မှာကိုယ့်ကိုမထိနိုင်မဲနဲ့ဖြစ်ကုန်ကြတယ် သူတို့ရဲ့နောက်ကလိုက်လာတဲ့အင်ရှင်မျိုးသမီးမိခင်ကနေပြီးတော့ငါတို့ငါအဖေကိုမပြစ်မှားကြပါနဲ့လို့အော်ဟစ်ပြောလိုက်တဲ့စကားကြားလိုက်တဲ့အခါမှာသူတို့ရဲ့စိတ်ဓာတ်တွေဟာနှူးညံ့ပျော့ပြောင်းသွားတယ်။အဲဒီကြတော့မှခန္ဓာကိုယ်ကလည်းနှူးညံ့ပျော့ပြောင်းပြီးလှုပ်ရှားနိုင်လာတယ်တဲ့။မေတ္တာတက်ရောက်သွားတဲ့သဘောပေါ့နော်။အဲဒီမှာသူတို့လေးတွေများတွေကိုချပြီးတော့ရသော်ဘုရားကိုကြောကြ ရသော်ဘုရားကိုကြောတယ်အလုံးရသော်ဘုရားကိုကြောတဲ့အခါကျတော့မှရသော်ဘုရားကသူတို့ပြုံးရွှင်စွာတရားဓမ္မဟောပြောတော့အလုံးဟာအကျွတ်တရားရပြီးတော့တောတဝံဖြစ်သွားကြတယ်ဆိုတဲ့အကြောင်းအရာလေးတစ်ခုပေါ့နော်အဲ့ဒီအကြောင်းအရာလေးတစ်ခုကိုအကြောင်းပြုပြီးတော့နောက်ဆက်တွဲဖြစ်ပေါ်လာတာပါလဲလို့ဆိုသူတို့ရဲ့အကျိုးစီးပွားလုံးတာ မြတ်စွာဘုရားဟာအသက်အန္တရာယ်ကြုံခံပြီးတော့တောထဲမှာကြွားရောက်ပြီးတော့အခုလိုလုပ်ခဲ့တာဒါလောကသားတွေအတွက်ကြိုးပမ်းချက်အားထုတ်တစ်ခုပဲတာမန်အားဖြင့်မေတ္တာမထားနိုင်ဘူးဆိုရင်ကိုယ်အသက်အန္တရာယ်ဖြစ်မဲ့နေရာဘယ်သူသွားမလဲမသွားဘူးပေါ့မြတ်စွာဘုရားဟာမိမိရဲ့အသက်အန္တရာယ်ရှိနိုင်တဲ့နေရာပင်ဖြစ်စေကမူသူတို့မိသားစုရဲ့အကျိုးအလို့ကမြတ်စွာဘုရားကြွားရောက်ပြီးတော့ ချီးမြှောက်ခဲ့တာဟာအင်တန်မှအံ့ဩစရာကြီးမားတဲ့မဟာကရုဏာရဲ့စွမ်းအားပဲလို့ခွန်ကြီးတို့တွေကြီးညိုကြရမှာဖြစ်တယ်ပေါ့အားလုံးဒီမိသားစုဟာအကျွတ်တရားရပေါ့ကျွတ်တရားရသွားလို့မြတ်စွာဘုရားသခင်ကိုတော်မြတ်လည်းကြောင်းတော်ပြန်သွားတယ်ကြောင်းတော်ပြန်ပြီးတော့ရှင်အနန္ဒာကမြတ်စွာဘုရားကိုလျှောက်တယ်အရှင်ဘုရားကနေ့ပဲကြွလာတော့လို့ဆို ခုလိုအကျိုးအကြောင်းတောဥထဲကြွလို့အဖြစ်ပြက်တွေကိုမြတ်စွာဘုရားပြန်ပြောတဲ့အခါအရှင်ဘုရားတဲ့အဲ့ဒီငါအဖေကိုမလုပ်ကြပါနဲ့လို့អော်တဲ့အမျိုးသမီးကဒီမိသားစုထဲမှာဘာဖြစ်လို့သူ့ကြတော့ငါအဖေကိုမလုပ်ကြပါနဲ့လို့ဒီလိုអော်ဟစ်တယ်လဲလို့မေးတဲ့အခါကျတော့မြတ်စွာဘုရားက ဒီကလေးမလေးဟာရာဇဂျုံမျိုးကတထေသမီးဖြစ်တယ်ဟောတထေသမီးဖြစ်ပါရဲ့တန်းနဲ့မုတ်ဆိုးနဲ့အကြောင်းပါတယ်တန်တရာကြီးဆိုတာမတ္တမကြောက်ဆက်ကောင်းတယ်လူစိတ်ဆိုတာလည်းမတ္တမကြောက်ဆက်ကောင်းဒါတွေကိုမိသားစုတွေကနားလေသဘောပေါက်ဖို့တော့လိုအပ်တယ်ပေါ့နော်လောကကြီးမှာအတိတ်ဆိုတာဖုံးကွယ်နေတာသို့တော့လူတွေကဖုံးကွယ်ထားပေမဲ့ဇာကျောင်းတွေကပျောက်ကွယ်နေပေမဲ့လို့ သွေးကစကားပြောတယ်ဆိုတာလိုပဲသူတို့ရဲ့အသိစိတ်တွေကစကားပြောနေတတ်တယ်ပေါ့ဒီမျိုးသမီးလေးဟာရာဇဂုံမျိုးကတထေးသမီးမိဘတွေကအလွန်ချမ်းသာလို့ခွန်ဆောင်ဘုံခွန်ဆင့်ရှိတဲ့ပြတ်တ်ပေါ်မှာအဆောင်တဦးနဲ့ပြုစုမဲ့ပုဂ္ဂိုလ်နဲ့တင်ထားရကနေပြီးတော့မုတ်ဆိုးနဲ့လိုက်သွားတာဖြစ်တယ်ပေါ့ဒါဖြင့်သူဟာ ရသော်ပြားကိုကိုးကွယ်တဲ့အမျိုးမိယိုးဖလာတဲ့ကလာတော့ရသော်ပြားစီငယ်စဉ်ကတရားဓမ္မလာတဲ့အခါမှာသူကသောတပန်ဖြစ်ပြီးတာပုဂ္ဂိုလ်ဖြစ်နေတယ်။ဒါကြောင့်မို့ရသော်ပြားကိုသူ့အဖေလို့ဒီလိုပြောတာနော်။ကျန်တဲ့ပုဂ္ဂိုလ်တွေကမိမိတို့ရဲ့ဝမ်းစာရှားနေတာနဲ့ရသော်ပြားအကြောင်းလည်းဘာမှမသိချာဘူး။အဲ့တော့ဒီတထေသမီးကမဟုတ်ဆိုးနဲ့ အကြောင်းပါရတယ်ဆိုတာဘဝရေစက်တခုပဲညီမလူမျိုးတွေပြောတဲ့ရေစက်ရေစက်ဆိုတာရေစက်အတူချခဲ့လို့တော့မဟုတ်ပါဘူးเนาะအတိတ်ဘဝကအတူတဝနေခဲ့ကြတယ်ဆိုလို့ရှိရင်လူတွေဟာတဝနဲ့တဝနှိဆက်သွားကြတယ်ကဲကိုယ့်အကိုစဉ်းစဉ်းစဉ်းစားကြည့်တခါတရံကိုတွေ့တဲ့ပုံကိုယ်တွေထဲမှာတခါတရံမြင်းမြင်းချင်းခင်သွားတဲ့ပုံကိုယ်ရှိသလို့ တခါတခါမြင်တာနဲ့အမြင်ကတ်တဲ့ပုံစံမျိုးတွေလည်းရှိတယ်ဟုတ်အဲ့ဒီမှာနောက်ကြောင်းရှိတတ်တယ်ဆိုတာတတိထားဖို့ပေါ့မျက်နှာမြင်တာနဲ့အမြင်ကတ်သွားတယ်ဘာမှမလုပ်ရသေးဘူးမြင်မြင်ချင်းမုံတိမှုဖြစ်တယ်ဆိုရင်အထုတတိထားဖို့အဲ့ဒီပုံစံနဲ့အတိတ်ဘဝတုန်းကရံညှိုးရှိခဲ့တယ်ဆိုတာတတိထားဖို့လိုအပ်တယ်ပေါ့အဲ့ဒီရံညှိုးမျိုးကို ခုတည်တတ်တဲ့ဘဝမှာဖျောက်ဖို့လိုအပ်တယ်ဟုတ် ဆက်လက်ပြီးတော့သူ့ပုံမှာအမြင်ကပ်မနေကြဘူးပေါ့တခါလူတယောက်မြင်တာနဲ့ချစ်ခင်သွားတယ်ဆိုတာမျိုးလေးရှိတယ်တခါမြင်လိုက်တာနဲ့ခင်မင်ပြီးတော့သွားတာမျိုးအဲ့ဒီပုံကမျိုးတွေကြတော့အတိတ်ဘဝတော့ကအတူခင်ခင်မင်မင်နေခဲ့ကြတဲ့ပုံကမျိုးလို့ဒီလိုဆိုတာပေါ့အမျိုးတော်ခဲ့ကြတယ်မိသားစုထဲမှာဖြစ်ခဲ့ကြတယ်ဆိုတော့ဖုံးကွယ်နေတဲ့အတိတ်တွေဟာ သွေးထဲမှာလာပေါ်တယ်သွေးဆိုတာစိတ်ကိုပြောတယ်လူရဲ့စိတ်ထဲမှာလာပြီးတော့ပေါ်လာတတ်ကြတယ်ပေါ့အခုဒီတထေသမီးလေးဟာလေသူကတထေအိမ်မှာတထေသမီးအနေနဲ့ဖြစ်တယ်သူနှစ်သက်မြတ်လို့တဲ့ပုဂ္ဂိုလ်ကတောသားမုတ်ဆိုးတူဖြစ်သွားတယ်ဘာဖြစ်လို့သူတို့ဒီလို ဖြစ်ကြရတယ်လဲလို့ဆိုလို့ရှင်ကတ္တဗဗျာလက်ထက်တော်ခါကာလာတော့က သူတို့ဟာဇနီးမောင်နှံတော်ခဲကြဒီသားတွေကလည်းအဲ့ဒီတုန်းကလည်းသားတွေပဲအဲ့တော့မိသားစုဆိုတာတော့ဒီဘဝဖြစ်လာလို့ရှင်အတိတ်ဘဝကလည်းဖြစ်ခဲ့တယ်ဆိုတာကိုတော့နည်းနည်းစဉ်းစားလို့ရပေါ့တန်တရာကြီးကအလွန်ကြာခဲ့တာကိုအလွန်ကြာရတော့အခုမိသားစုချစ်ချစ်ခင်ခင်နဲ့ကိုမိသားစုတွေဖြစ်လာပြီဆိုရင်အေးအတိတ်ဘဝကလည်းဒီလိုဖြစ်ခဲ့ကြတယ် အဲ့ဒီလေဖြစ်ခဲ့မှုတွေဟာတန်ရောစင်အနေနဲ့ကြီးထွားလာပြီးတော့ဒီလူတွေရဲ့စိတ်ထဲမှာစွဲညိပြီးတော့နေတတ်တယ်သူတို့မိသားစုကလည်းကသဝဖရာလက်ထက်တော်အခါကလာကသဝမြတ်စွာဘုရားပြိဋိဘံဆံသွားတဲ့အချိန်မှာသူတို့မိသားစုအနေနဲ့လူလောကမှာရောက်လာခဲ့ဘူးတယ်အဲ့ဒီအချိန်တုန်းကတော့ဒီမုတ်ဆိုးမိသားစုဟာ ရွာတရွာမှာအလွန်ချမ်းသာတဲ့တောရွာတထေဖြစ်ခဲ့တောရွာတထေဖြစ်တယ်ဘုဆိုးကလည်းတထေပဲသူ့ရဲ့ဇနီးတထေသမီးကလည်းပဲတထေပဲသား9ယောက်ကလည်းဒီသား9ယောက်ပဲတဲ့ချွေးမ9ယောက်ကလည်းဒီချွေးမ9ယောက်ပဲအားလုံးသူတို့ဟာပြန်လီဆုံကြီးပြီးတော့နေကြတယ်ဘာကုသိုလ်တွေသူတို့လုပ်ခဲ့ကြတော့ဆိုလို့ရှိရင် ကတ္တဗမြတ်စွာဘုရားဟာတတန်းရှိတဲ့ဘုရားထဲမှာပါတတန်းရှိတယ်ဆိုတာလူတတန်းအနှစ်2000တန်းမှာပွင့်တာဖြစ်လို့ကတ္တဗဘုရားတတန်းရှိတယ်လို့ပြောอ่ะဂေါရဝမြတ်စွာဘုရားကအနှစ်100တန်းကြာမှာပွင့်တော့တတန်းတူတယ်လို့ပြောอ่ะအဲ့တော့ကတ္တဗဘုရားကတတန်းရှိတဲ့အချိန်ပိုင်းမှာပွင့်တဲ့အတွက်ကြောင့်ပြိဋိဘံဆံဃာလေးအချိန်မှာထူးထူးခြားခြား ဒိဋ္ဌံမှုကိုမပြုတ်ခဲ့ဘူးမပြုတ်ပြီးအတွက်ကြောင့်တေဇောဓာတ်လောင်တဲ့အခါမှာကသဗ္ဗမြတ်စွာဘုရားရဲ့တဏ္ဏမှာရှိတဲ့သွေးတော်သားတော်အယိုးတော်အားလုံးဟာဓာတ်တော်တဆူတည်းပဲဖြစ်သွားတယ်တလုံးတစည်းတည်းပဲဖြစ်တယ်လို့ဒီလိုဆိုလို့ဂေါတမမြတ်စွာဘုရားကတော့တတန်းတူသည့်အတွက်ကြောင့်သီးသန့်ဒိဋ္ဌံပြုတ်ခဲ့တယ်အေးတရဝရီရဲ့အကျိုး ရသော်ဗျာပြိနိဗ္ဗာန်ဆံသွားသည် နောက်တောင်မှပဲစီမံထားခဲ့တာเนาะစီမံထားခဲ့တာဘလောက်ကျေးဇူးတင်ကြကောင်းလဲပြိနိဗ္ဗာန်ဆန္ဒတော်ကအေးအေးဆေးဆေးပြိနိဗ္ဗာန်မဆံဘူးငါရဲ့ဓာတ်တော်လေးတဆူကိုးကွယ်ရရင်အ ਨੇ ဆုံးနတ်ပြည်တော်ရောက်နိုင်တယ်တရားသူတရားမြတ်မရတော်မှအ ਨੇ ဆုံးကောင်းရသူတိရောက်နိုင်တယ်ဆိုတဲ့ရသော်ဗျာရဲ့တိတော်မူတဲ့ဉာဏ်ပညာနဲ့ဆုံးဖြတ်ပြီးတော့ခန္ဓာကိုယ်မှာ ပြိဋိဘံစံတဲ့အခါတေဇောထလောင်တဲ့အချိန်သွေးတော်သားတော်အယိုးတော်ဓာတ်တွေဟာအစိမ့်စိမ့်မှောင်မှောင်ကွဲပြီးတော့ကဘာအနှံ့ပြတ်ပါစေတနည်းအားဖြင့်စัจ java လာအနှံ့ပြတ်ပါစေ